โอเคအားလုံးပဲမင်္ဂလာပါကွန်တောင်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာအဲကျွန်တော်ကတော့ဒီနေ့စဉ်နေတိုင်းထိုးတာအချိုးပြပကနေရက်တည်ပြီးတော့ဒီအနည်းဆက်ဆုံးနဲ့ကြည့်ရအောင်ဆိုပွဲစဉ်လေးတွေကိုဗီဒီယိုလေးနေနဲ့ကွာတင်ဆက်ပေးနေဖြစ်တဲ့ကြောင့်ကျွန်တော်ဗီဒီယိုလေးကို like and follow လေးနှိပ်သွားပေးလို့ရပါတယ်ဗျာโอเคကျွန်တော်မင်းညားကကျွန်တော်ရွေးချယ်ပေးခဲ့တဲ့တပွဲကောင်းရွေးချယ်မှုလေးမှာဆိုရင်လည်းကျွန်တော်ဒီ Arsenal body ကိုကျွန်တော်ရွေးချယ်ပေးခဲ့တယ်။အဲဂိုးပေါင်းအနေနဲ့ကတော့ဂိုးဟောက်ကိုရွေးချယ်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂိုးပေါင်းမှာဆိုရင်တော့အဆင်မပြေမှုလေးဖြစ်သွားတယ်ဗျ။ဒါပေမဲ့ Arsenal body လေးကတော့ဒီရန်လုံးပြည့်အနေနဲ့ရရှိခဲ့တယ်တော့။နောက်ပြီးကျွန်တော် Telegram channel လေးမှာဆိုရင်လည်းကျွန်တော်ဒီနေ့စနေနေ့တပွဲကောင်းနဲ့၃နေမောင်းကလေးတွေရွေးချယ် ချက်ပေးနေဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့တုံးနေမောင်းကလေးမှဆိုရင်လည်းဒီနှစ်ပွဲတိတိရာနှုန်းပြအနိုင်ရရှိတာဖြစ်တဲ့အကြောင်းမလို့ကျွန်တော် Telegram channel လေးကို join တဲ့ညီကိုလေးတွေဆိုရင်ဒီအနိုင်ရလက်လေးရပေါ်တာအနိုင်ရလက်လေးတွေထွက်ပေါ်နေတာဖြစ်တဲ့အကြောင်းမလို့ကျွန်တော် Telegram channel လေးကိုမ join ရလေးရဲ့ညီကိုလေးတွေရှင်ကျွန်တော် Telegram channel လေးကို live join ထားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်တော့ဒီ Champion League ပွဲစဉ်တွေပြီးဆုံးသွားပြီးတော့ဒီ Europa League ပွဲစဉ်တွေ Euro Conference League ပွဲစဉ်လေးတွေပြန်လည်စတင်လာတာဖြစ်တဲ့အကြောင်းမလို့အဲဒီအဲ့ဒီ Europa League ပွဲစဉ်တွေထဲမှာကျွန်တော်ဒီအနည်းဆက်ဆုံးနဲ့ GA online ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Nottingham Forest နဲ့ကျွန်တော်ဒီ Memory ပွဲစဉ်လေးကိုကျွန်တော်ပွဲချုပ် ံးသက်ပေးတော့မှာဖြစ်ပါတယ်ဗျဒီ Nottingham Forest ဟာဆိုရင်ဒီ England Premier League အမှတ်ပေးစရာမှာရှင်မြန်ကစားနေတဲ့တင်းတင်းဖြစ်တဲ့ဒီ England Premier League အမှတ်ပေးစရာမှာဆိုရင်သူကဒီဆန်နဘွဲရှင်မြန်ကစားလာပြီး3ဘွဲနိုင်3ဘွဲ1ရေ6ဘွဲရှုံးဆိုတဲ့ရလနဲ့ရမ12မဲ့ရချစ်ကအစ်16နေရာမှာရက်တည်နေတဲ့တင်းတင်းဖြစ်တဲ့ဗျဒီအဝေးခွင့်ဖြစ်တဲ့မေမိုကတော့ဒီ Sweden League Sweden League မှာရှင်မြန်ကစားနေတဲ့တင်းတင်းဖြစ်တဲ့ဒီက Sweden League မှာဆိုရင်သူကဒီပွဲ30ရှင်မြန်ကစားလာပြီး73ဘွဲနိုင်10ဘွဲ1ရေ9ဘွဲရှုံးဆိုတဲ့ရလနဲ့အဲရမတ် ဒီဆရာလက်နဲ့ဒီအဆင့်6နေရာမှာရက်တည်နေတဲ့တင်းတင်းဖြစ်တယ်ဗျနောက်ပြီးဒီနေ့တင်းရဆိုရင်ဒီယူရိုပါလိမှာဆိုရင်လည်းဒီထိတ်ထိတ်ပြည့်စုံနေတဲ့တင်းတင်းတင်းဖြစ်တယ်ဗျဒီယူရိုပါလိမှာဆိုရင်လည်းဒီနေ့တင်းရဆိုရင်အယူရိုပါလိဘောဆင်းနေမှာဆိုရင်လည်းဒီအင်ရှင် ယူရိုပါလီဘွဲစီနယ်မှာဆိုလည်းဒီအင်ရှင်တော်တရဖော်ရက်ကဒီလေးဘွဲရှင်မဲ့ကစားထားပြီးအဲတပွဲနိုင်နှစ်ပွဲတည်းရတပွဲချုံးဆိုတဲ့ရလနဲ့ရမတ်၅မတ်ရရှိကဒီအဆင့်၂၂နေနေရာမှာယက်တီနေရာကျွန်တော်တွေ့မြင်ရတယ်ဗျဒီအဝေးခွင့်ဖြစ်တဲ့မေမောကလည်းဒီယူရိုပါလီဘွဲစီမှာလေးဘွဲရှင်မဲ့ကစားထားပြီးနိုင်ပွဲလုံးဝမရရှိတဲ့ဘက်နဲ့တပွဲတည်း၃ပွဲချုံးဆိုတဲ့ရလနဲ့ရမတ်၁မတ်ရရှိကအဆင့်၃၃နေရာမှာယက်တီနေတဲ့အတင်းတင်းဖြစ်တယ်ဗျအဒီနေ့တင်းမှာဆိုရင်ဒီနေ့ညရဲ့ကျွန်တော်ခြေတန်းကိုကြည့်လိုက်တဲ့အချိန်မှာဒီမနက်ခင်းလောလောလတ်လတ်ခြေတန်းမှာဆိုရင်ဒီနေ့တင်းမှာဒီအကြောပေးမှုအနေနဲ့ဒီအင်ရှင်တော်တရဖော်ရက်ကဒီနှလုံးပြား နှလုံးပြား40စာအဲနှလုံးပြား40စာကနေပြီးတော့ဂိုးပေါင်းစေးအဲဒီ၃လုံးပြား20ရှုံးစေးခြေတန်းကိုဖွင့်ထားတာကျွန်တော်တွေ့မြင်ရတယ်ဗျာဒီညနေခင်းလောလောလဲလဲခြေတန်းမှာဆိုရင်ဒီ Northern Border ကနှလုံးပြား20စာကအဲနှလုံးကိုပြား20စာပြီးတော့ဂိုးပေါင်းစေးအနေနဲ့၃လုံးတည်တည်ကျလာတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီ body စေးတွေတက်ပြီးဂိုးပေါင်းစေးတွေကျလာတာဘာကြောင့်လဲဆိုတော့ကျွန်တော်အောက်မှာတိတိချာချာလေးရှင်းပြထားပါတယ်ဗျာနော် အဲဒီ body size အနေနဲ့ကတော့ဒီနှလုံးပြား40စားနေပြီးတော့နှလုံးပြား20စားဆိုတဲ့ခြေတန်းဒီ body size တွေမြင်လာအောင်ကျွန်တော်တွေးမြင်ရတယ်နောက်ပြီးဂိုးပေါင်း size အနေနဲ့၃လုံးပြား20ရှုံးကနေ၃လုံးတရည်ဆိုတဲ့ခြေတန်းတွေဖြစ်လာတော့သုံးလုံးတည်ရည်စီခြေတန်းတွေဒီဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဂိုးပေါင်းစည်းတွေကတော့ဒီကျလာတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ဘာကြောင့် body စည်းတွေတက်ပြီးဂိုးပေါင်းစည်းတွေကျလာတာလဲဆိုတော့ကျွန်တော်အောက်မှာတိတိကျကျလေးရှင်းပြထားပါတယ်နော်။ဒီ Northern Forest ကဆိုရင်ဒီ ယူရိုပါလီပွဲစဉ်တွေမှာဆိုရင်သူကဒီအတင်းကြီးတွေဖြစ်တဲ့ဒီမစ်ချလန်ကိုတရီတူးဆိုတဲ့ရလန်နဲ့ရှုံးနေခဲ့တယ်။နောက်ပြီးဒီပေါ်တိုလို့အတင်းကိုတူးစည်းဆိုတဲ့ရလန်နဲ့အိမ်ခွင်းမှာပြက်ပြက်တသားအနိုင်ရထားတယ်။နောက်ပြီးဒီရီယက်ပတစ်လို့တို့အတင်းကြီးတွေနဲ့တွေ့ဆုံပြီးရီယက်ပတစ်ကိုလည်းတူးစည်းစည်းဆိုတဲ့ရလန်နဲ့အဲတော်တော်လေးကိုရလက်ကောင်းတယ်အောင်ကျွန်တော်တွေ့မြတယ်ဗျ။ဒီနော်တရန်အဲဒီနော်တရန်ဖောရက်အားဆိုရင်ဒီယူရိုပါလီမှာ၅မှတ်တာရရှိသေးတယ်ဆိုပေမဲ့ဒီယူရိုပါလီရှုံးထွက်အဆင့်ကိုသူတို့ကအစွမ်းကုန်စူးစမ်းတော့မှဖြစ်အစွမ်းယူရိုပါလီဆုံး ယူရိုပါလီရှုံးထွက်အဆင့်အတွက်ဒီအစွမ်းကုန်ကြိုးစားသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်။နောက်ပြီးသူတို့ရဲ့နီးပြဒီတိုင်းချီအဲနောက်ပြီးဒီ Northern Forest ရဲ့နီးပြတိုင်းချီလက်ထက်မှာဆိုရင်တော်တော်လေးရလက်ကောင်းနေအောင်ကျွန်တော်တွေ့များတယ်ဗျဒီ Northern Forest အစွဲဒီလောလောလက်လက်ဒီ England Premier League နောက်ဆုံးရှိမြခဲ့တဲ့နှစ်ပွဲမှာဆိုရင်လည်းဒီအတင်းကြီးတင်းပြစ်တဲ့ဒီ လီဗာပူးလိုအတင်းကို3-0ဆိုတဲ့ရလက်နဲ့ဒီကလင်းရှစ်အနေနဲ့အနိုင်ရရှိထားတာကိုလည်းကျွန်တော်တွေ့မြင်ရတယ်ဗျာနောက်ပြီးဒီလီအတင်းကိုဆိုရင်လည်းသူ့ရဲ့အင်ကွင်းမှာ3-1ဆိုတဲ့ရလက်နဲ့အ ਨੇ ဆုံး3-6တွေတွင်းထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာဒီနော်တရားဖော်တဲ့အတိုက်စစ်ကဆိုရင်ဒီချက်လီဗာပူးကိုအနိုင်ရရှိထားပြီးတဲ့နောက်ပိုင်းတော်တော်လေးကိုစိတ်သက်ပိုင်းမှာတက်ကြွနေတာကျွန်တော်တွေ့မြင်ရတယ်ဗျာဒီနောက်ဆုံးရှင်မြန်ကလေးနှစ်ပွဲမှာဆိုရင်လည်းအနိုင်ဆုံးတူတူတဲ့အတိုက်စစ်က3-6ဒီ6တွေတွင်းနေတာဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်လည်းဒီအဝေးကွင်းဖြစ်တဲ့မဲမိုကို ဂိုးတွေအနေဆုံး2-6နှစ်အထက်ဂိုးတွေတွင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ body ဈေးတွေမြင့်တက်လာတယ်လို့ကျွန်တော်ကမြင် body ဈေးတွေမြင့်တက်လာတယ်လို့ကျွန်တော်ကမြင်မိတယ်အဲအနေဆုံး2-6နှစ်2-6အထက်ဂိုးတွေတွင်းလိုက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှလုံးပြ40ဆားနေနှလုံးပြ90ဆားဆိုတဲ့ body ဈေးတွေမြင့်တက်လာတာကိုမြင့်တက်လာခြင်းဖြစ်တယ်လို့ကျွန်တော်ကမြင်မိတယ်ဗျနောက်ပြီးဒီဂိုးပေါင်းဈေးတွေကဒီနှလုံးသုံးလုံးပြ90ရှုံးရနေပြီးတော့သုံးလုံးတည်ဒီဂိုးပေါင်းစည်းတွေကျလာတာဖြစ်တဲ့အတွက်ကြောင့်မလို့တေးချရပြဒီနှစ်တင်းပါဆိုဒီ ancient northern forest တည်င်းတဲကပဲဂိုးတွင်းလိမ့်မယ်ဆိုတဲ့ခြေတမ်းမျိုး ကျွန်တော်တွေ့မြင်ရတယ်။ဘာကြောင့်လဲဆိုတော့ဒီအဝေးကပြတဲ့ memo တင်းကဒီ champion league မှာဆိုရင်လည်းကံမကောင်းစွာနဲ့ရှုံးနေခဲ့ပြီးဒီ Europa League ကိုရှင်းကစားရတယ်။ဒီ Europa League မှာဆိုရင်လည်း၄ဘွဲ့ရှင်းပိုင်ကစားရပြီးတစ်ဘွဲ့မှနိုင်ဘွဲ့မရရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာလည်းပြဒီနေ့ညမှာဒီ Nottingham Forest ကိုအနှိမ်ဆုံး9ဂိုးအထက်ဂိုးတွေပေးရလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်။ဒီဂိုးပေါင်းစည်းတန်းအရဆိုရင်တော့ကျွန်တော်ကတော့ဒီ Nottingham Forest တည်တင်းတဲ့ကပဲဂိုးတွင်ပြီးတော့ဒီဂိုးပေါင်း9ရက်လက်အနေနဲ့ဒီ2စီး3စီးလောက်ထိတွားမယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။ အဲဒါကြောင့်မလို့ဒီနိညမှာရှင်မြန်ကစားသွားမဲ့ဒီ Nottingham Forest နဲ့ Memory ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီ Nottingham Forest body နဲ့ဂိုးပေါင်းစင်းအရာဆိုရင်လည်းဒီဂိုးပေါင်း အနော်နေရာ for that body ကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ။အဲဒီ900လက်အနေနဲ့ကတော့ 2C 3C လောက်ထိသွားမယ်လို့ကျွန်တော်မြင်မိတဲ့အတွက်ကြောင့်မလို့ဒီ Nordia for that body ကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပတ်စံလေးကိုချင်းမဲ့စလို့အသွေးတူတဲ့အချက်တူစင်ဆော့ကစားလို့ရပါတယ်။အသွေးမတွင်ဘက်ကန်နိုင်ပါတယ်ဗျ။ရလက်ကောင်းတွေရရှိပါစေလို့လည်းကျွန်တော်စုမကောင်းတောင်းပေးလိုက်ပါတယ်နော်။နောက်ပြီးနောက်ဆုံးအချက်အနေနဲ့ကျွန်တော် Telegram channel လေးကိုကျွမ်းကျင်နေဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးရဲ့ comment မှာကျွန်တော် Telegram channel link လေးချပေးထားပါတယ်ဗျ။ကျွန်တော် Telegram channel link လေးကို အခမဲ့ join လို့ရတယ်ဆိုတာကိုကျွန်တော်တင်ကောင်းအနေနဲ့ပြောချင်တယ်ပဲဗီဒီယိုလေးကိုအဆုံးတက်ပြရစီဗျဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်ဆိုတာပြောချင်တယ်ပဲဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ